စီအန်အေသတင်းဌာနကသုထဆင်နေကြတဲ့ပရိသတ်တွေအားလုံးကိုတာလီကြွပါလို့နှုတ်ဆက်သားလည်းရပါတယ်ဒီကနေ့2025ခုနှစ်မေလ16ရက်နေ့ CNN ရဲ့တနက်တော် online radio ထုတ်လွှင့်မှုကိုစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။ဒီကနေ့နောက်ဆက်ရမယ့်သတင်းတွေကတော့စစ်ကောင်စီနှစ်ရက်စစ်တိုက်ပွဲချစ်တက်ခဲ့တဲ့ကြောက်တို့မှာဒေသခံပြည်သူ၈ဦးသေဆုံးပြီးတော့စစ်လက်ဦးထံရရှိခဲ့တဲ့ဆိုတဲ့တဲ့ရခိုင်ပါဝင် ပြည်내ကိုစားပြုဝင်ရောက်ရှင်တင်မဲ့ပါတီတွေအတွက် UEC အနေနဲ့ချစ်ချုပ်ပေးမှုတွေလှောက်ဆောင်ထားတယ်လို့ပြောဆိုလိုက်တဲ့တဲ့မင်းနှမြုပ်ကိုစစ်ကောင်စီလေကြောင်းတက်ခိတ်လို့ကျောင်းသားတူဦးပါဝင်နှစ်ဦးတည်ဆုံးပြီးတော့စစ်တူဦးတန်ရာချစ်ခဲ့တယ်ဆိုတဲ့တဲ့ပန်အန်ခရိုင်အတွက်ကစစ်ကောင်စီရဲ့မိုကွီလူတက်စကန်ကို KNU ပြန်လည်တင်ပြပြလိုက်ပြီးဆိုတဲ့တဲ့တွေကိုကြားရမှာလည်းဖြစ်ပါတယ် ီကနေ့ပထမဆုံးအနေနဲ့ကြားမယ့်သတင်းကတော့စစ်ကောင်စီနှစ်ရက်ဆက်တဲ့ပုံကျစ်တက်ခဲ့တဲ့ကြောက်တော့မှာဒေသခံပြည်သူ၈ဦးသေဆုံးပြီးတော့စစ်လေဦးတန်ရာရှိခဲ့တဲ့ဆိုတဲ့သတင်းကိုကြားမှလည်းဖြစ်ပါတယ်။တပ်ပွဲဖြစ်ပွားတာမရှိပဲအရာကတက်တို့ထင်းချုံမှုအောက်မှာငြိမ်းချမ်းစွာရှိနေတဲ့ရခိုင်ပြည်ကြောက်တော့မျိုးကိုစစ်ကောင်စီကလေကြောင်းကနေတဆင်နှစ်ရက်ဆက်တဲ့ပုံကျစ်တက်ခဲ့တာကိုလောက်ဆောင်ခဲ့တယ်လို့အရာကတက်တို့ကသတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဲ့ဒီတက်ခိတ်မှုကိုစစ်ကောင်စီကမေလ၁၄ရက်နဲ့၁၅ရက်နေ့တွေမှာလူထုထက်တဲ့ရက်ခွက်တွေကိုလေကြောင်းကနေပုံချစ်တက်ခိတ်ခဲ့တာဖြစ်တယ်လို့လည်းဆိုထားပါတယ်ပထမနေ့အနေနဲ့လေကြောင်းတက်ခိတ်ခဲ့တဲ့မေလ၁၄ရက်နေ့မှာတော့စစ်ကောင်စီရဲ့လေကြောင်းတက်ခိတ်မှုကြောင့်တပ်တော်မျိုးရွာမရက်ခွက်ကိုပုံတိကြရောက်ပောက်ကွေးခဲ့တာကြောင့်အပြစ်မဲ့အရက်သားဖြစ်သူအမျိုးသမီး၃ဦးတစ်ဆုံခဲ့ရပြီးတော့ငါဥတန်ရရရှိခဲ့တယ်လို့လည်းဆိုပါတယ်မေလ15ရက်နေ့မှာလေစစ်ကောင်စီဟာတပ်တော်မျိုးရွာမရက်ခွက်ကို တုံးကျက်တည်တည်လေချောင်းကနေတစ်စက်တက်မှတ်ပုံကျစ်တက်ခိခဲ့တဲ့အတွက်ပြည်သူ9ဦးသေဆုံးပြီးတော့နောက်ထပ်ပြည်သူ9ဦးကလည်းပြင်းထန်တဲ့လက်ဆာတန်ရော်တွေရရှိခဲ့တယ်လို့လည်းဆိုထားပါတယ်ဒီနေ့အတွက်မှာစစ်ကောင်စီကအေချမ်းတာယာနယ်တဲ့ကျောက်တော်မြို့ကို၂ရက်ဆက်တိုက်ပုံကျစ်တက်ခိခဲ့တဲ့အတွက်အရသာပြည်သူ10ဦးသေဆုံးပြီးတော့ဒဟန်အသူစုစုပေါင်း၁၄ဦးထိချစ်လာခဲ့ရတာလည်းဖြစ်ပါတယ်အခုလိုစစ်ကောင်စီရဲ့လူမဆန်ပြီးရက်ဆက်ရောက်မှတဲ့လောက်ရတဲ့ကြောင် တည်ဆုံးသွားခဲ့ရတဲ့မိသားစုဆွေမျိုးတွေနဲ့တက်တူအရကတက်တော်အနေနဲ့လည်းဝန်းနေရတယ်လို့အရကတက်တော်ကဆိုထားပါတယ်။ဒါ့အပြင်နိုင်ငံအနှံ့ကပြည်သူတွေနဲ့ရခိုင်ပြည်သူတွေကိုအစုလိုက်ပြန်လိုက်တက်ပြတ်ပြီးစစ်ရဇဝတ်မှုနဲ့လူသားမျိုးနွယ်ကိုပြစ်မှုကျူးလွန်နေတဲ့စစ်ကောင်စီရဲ့လုပ်ရက်ကိုလည်းအရကတက်တော်အနေနဲ့ပြင်းထန်စွာကန့်ကွက်ရှုတ်ချပြီးတော့ဒီလုပ်ရက်တွေကိုတက်ဆိုင်ရာနိုင်ငံကအဖွဲ့အစည်းတွေစီကိုပေးပို့သွားမှာဖြစ်တယ်လို့လည်းအရကတက်တော်ကထုတ်ပြန်ပြဆိုထားပါတယ်ခင်ဗျာ။ ီတစ်ခါနားဆင်ရမှာကတော့ရခိုင်အပအဝင်ပြည်내ကိုစားပြုဝင်ရောက်ရှင်ပေမဲ့ပါတီတွေအတွက် UEC အနေနဲ့ဖြစ်ရှုပ်ပေးမှုတွေလှုပ်ဆောင်ထားတယ်ဆိုတဲ့သတင်းကိုကြားမှလည်းဖြစ်ပါတယ်ရခိုင်အပအဝင်တရင်သားကိုစားပြုအနေနဲ့ဝင်ရောက်ရှင်ပေမဲ့နေရာတွေကပါတီတွေအတွက်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲကိုပအဝင်ရှင်ပေနိုင်ဖို့အတွက်ဖြစ်ရှုပ်ပေးမှုတွေလှုပ်ဆောင်ထားတယ်လို့သိရပါတယ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲဥပဒေပုံမှန်၅ဇာခွေအရာ တိုင်းဒေသကြီးတမမောင်ပြည်နယ်တစ်ခုခုမှာဝင်ရောက်ဖြစ်ပေမဲ့ပါတီတစ်ခုဟာပြည်နယ်အတွင်းကမြို့နယ်၅ခုမှာပါတီရုံးတွေကိုကွန်မရှင်ရဲ့အမိန့်ကြေညာချက်ထုတ်ပြန်ပြီးနောက်ရွေးကောက်ပွဲကျင်းပမဲ့နေ့မကြရောက်မီရဖုံကုစစ်အတွင်းမှာဖွင့်လှစ်ရမှာဖြစ်တယ်လို့သတ်မှတ်ထားပါတယ်။အဲ့ဒီလိုသတ်မှတ်ထားတဲ့အတွက်ရခိုင်ပါဝင်ရှင်းတဲ့ကြားဒေသတွေအပါအဝင်တခြားနယ်ပြည်နယ်နဲ့တိုင်းတွေမှာလည်းမြို့နယ်အများစုဟာတိုင်းရင်းသားလက်နက်ကိန်းတွေရဲ့ထိ ंछ ုံမှုအောက်မှာအများစုရောက်ရှိနေပြီဖြစ်ပါတယ်။ အဲ့ဒီတည်းစစ်ကောင်စီရေကောက်ပွဲကော်မရှင် UEC အနေနဲ့ပြည်နယ်တွေကပြည်နယ်ကိုစားပြုဝင်ရောက်ချင်ပေမဲ့ပါတီတွေအတွက်ရေကောက်ပွဲမှာဝင်ရောက်ချင်ပြင်နိုင်ဖို့အတွက်ဖြည့်ချုပ်ပေးတာတွေလှောက်ဆောင်ပေးထားတယ်လို့ UEC ကဆိုထားပါတယ်စစ်ကောင်စီကလာမယ့်ဒီဇင်ဘာလအထိမှာရေကောက်ပွဲကျင်းပမယ်လို့ပြောဆိုထားတာရှိပြီးတော့ကျင်းပမယ့်ရက်ကတော့ပြန်လည်ထုတ်ပြန်သွားမှာဖြစ်တယ်လို့လည်းဆိုထားပါတယ်ဒါအပြင်ရေကောက်ပွဲရဲ့ကြီးညာပြီးတဲ့နောက်ပိုင်းမှာတော့လက်တော်ကိုယ်စားလှယ်တောင်းတွေရဲ့အမည်စီးရင်တို့ကိုစစ်စစ်ပြီးတော့ မစ္စစေယုံရဲ့ကာလကဘာတပါးတဲ့တတ်မှတ်ကြီးညာသားမှဖြစ်တယ်လို့လည်းထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျာမင်းတပ်ကိုစစ်ကောင်စီလေကြောင်းတက်ခိတ်လို့ကျောင်းသားတအုပ်ပောင်းဝင်နှစ်ဦးပြစ်ဆုံးပြီးတော့စစ်တအုပ်တန်ရာရှိခဲ့တယ်ဆိုတဲ့သတင်းကိုဆက်လက်ကြားမှလည်းဖြစ်ပါတယ်မလဲကမေလ၁၅ရက်နေ့မနေ့9ရက်နေ့တောင်းဆိုဝန်ချန်လောက်မှာမင်းတပ်မျိုးနဲ့တိုင်ငယ်အမှတ်1အတွင်းကကြေးရတွေကိုစစ်ကောင်စီကလေကြောင်းတက်ခိတ်တာလောက်ဆောင်ခဲ့တယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်လာပါတယ်။ဒီလေကြောင်းတက်ခိုက်မှုကြောင့်အသက်7000နှစ်အရွယ်ကျောင်းသားတဦးနဲ့အသက်60အရွယ်မျိုးသမီးတဦးသေဆုံးခဲ့ရပြီးတော့နောက်ထပ်ပြည်သူစစ်တဦးကလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းဆိုပါတယ်။အဲ့ဒါတွေပြန်ကြေးရွာစာတမ်းကြောင်းအပါအဝင်အရသာပြည်သူနေအိမ်60ကျော်လောက်ကလည်းမိလောက်ပျက်စီးခဲ့ရတယ်လို့ဆိုထားပါတယ်။စစ်ကောင်စီကမင်းတပ်မြို့တိုင်းတိုက်ပွဲနောက်ပိုင်း2025ခုနှစ်ဖေဖော်ဝါရီကနေမေလအထိ လေကြောင်းတက်ခဲ့မှုအချိန်ရစ်သုံးချိန်ကြီးပြုတ်လုခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။အဲ့ဒီလိုစစ်ကောင်စီရဲ့လေကြောင်းတက်ခဲ့မှုကြောင့်ဒဲရချစ်ခဲ့ရတဲ့ပြည်သူတွေအနေနဲ့လည်းလူသားချင်းစာနာထောက်ပံ့ပေးရတယ်လို့အနေနဲ့လို့လည်းဆိုထားပါတယ်ခင်ဗျာ။ဒီကနေ့တနေ့တာထုတ်လွှင့်မှုရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကြားမှာကတော့ဖအန်ခရိန်အတွင်းကစစ်ကောင်စီရဲ့မူကွေလူတက်စကန်ကို KNU ကပြန်လည်သိမ်းပိတ်လိုက်ပြီဆိုတဲ့သတင်းကိုကြားမှလည်းဖြစ်ပါတယ် KNU ကရင်အမျိုးသားအစည်းအရုံးကိုသူလွေအုပ်ချုပ်နေမြေဖအန်ခရင်တာဂရီပိန်ချုံမျိုးနဲ့အတွင်းကစစ်ကောင်စီရဲ့မိုကွီလူတက်စကန်ကို KNU ကပြန်လည်သိမ်းယူနိုင်ခဲ့ပြီဖြစ်တယ်လို့သတင်းထုတ်ပြန်လာပါတယ်အဲ့ဒီတက်စကန်မှာစစ်ကောင်စီရဲ့ခက်လာရ24တပ်ဖွဲ့ဝင်တွေကတက်ဆွေထားတာဖြစ်ပြီးတော့ဒီကနေ့မေလ16ရက်မနေ့9:30မှာတက်မာခနဲ့လက်အခံ ကရင်အမျိုးသားလက်မြောက်ရေးတပ်မတော် KNL နဲ့ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်တွေကပြန်လည်သိမ်းယူခဲ့တာဖြစ်တယ်လို့လည်းဆိုထားပါတယ်။ပြီးခဲ့တဲ့မေလ13ရက်နေ့ကလည်းကရင်အမျိုးသားလက်မြောက်ရေးတပ်မတော် KNL နဲ့ပူးပေါင်းတပ်တွေဟာတပ်ကရေပင်ကျုံမြို့နယ်ကာဒေကျေးရွာဤမှာရှိတဲ့တညာကျုခတာလီဗျူဟာစခန်းကိုလည်းအပြစ်တပ်သိမ်းပိတ်ရရှိခဲ့ပြီလည်းဖြစ်ပါတယ်။တိုင်းရင်းသားလက်နက်ကင်တွေဟာစစ်ကောင်စီတပ်တွေရဲ့ စီးရီးပြင်မှတ်တွေဖြစ်တဲ့စစ်စခန်းတစ်ခုပြီးတစ်ခုကိုတိမ်ပတ်ရရှိလာနေတဲ့အချိန်မှာတော့စစ်ကောင်စီကတော့စီးရီးပြင်မှတ်တွေမောက်တဲ့ဆေးရုံစားတဲ့ကြောင်းလူနေရက်ွက်တွေနဲ့စစ်ဘေးရှောင်ပြည်သူတွေနေထိုင်ရာနေရာအပါအဝင်နိုင်ငံအနှံ့ငါနေရာတွေကိုလေချောင်းပုံကျစ်တိုက်ခိုက်မှုလှုပ်ဆောင်လာတွေကိုစစ်တိတ်လှုပ်ဆောင်မှုရှိနေတာလဲမြင်တွေ့နေရပါတယ်ခင်ဗျာကျွန်တော်တို့စီရင်နေတဲ့တင်ဒါနာရဲ့တနစ်တာရီဗီဒီယိုထုတ်လွှင့်မှုဟာဒီမှာပဲပြီးဆုံးပြီဖြစ်ပါတယ်။ တဲ့တင်းတွေကိုနားဆင်ပြေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရဝတ်ပြုအပ်ပါတယ်။နောက်နေ့တွေမှာလည်း CNN ကတက်ဆက်ပေးနေတဲ့ဒီနေ့သတင်းတွေကိုနားဆင်မယ်ဆိုရင် CNN ရဲ့ Facebook စာမျက်နှာမှာကြည့်ရှုနိုင်သလို YouTube Telegram H နဲ့ TikTok တွေမှာလည်းနေ့စဉ်စောင့်မျှကြည့်ရှုနိုင်ပါကြောင်းတဲ့တင်းကောင်ပါပါတယ်ခင်ဗျာ။